ဒီနေ့တော့ဒီလိုမျိုးကွတ်တီကိုသုတ်တွေမှာသုံးတဲ့ကွတ်တီကိုဆော့လေလုတ်ပြောက်ပေးပါမယ်။ငံပြရည်ရယ်၊ရှာလကရည်ရယ်၊ပဲငံပြရည်အချီ၊ခယူးစီ၊ပဲငံပြရည်အနောက်ပြီးတော့တကြားရယ်၊ကြက်သားမုတ်ရယ်၊ငရုတ်သီးမုတ်နဲ့ငရုတ်ကောင်းမုတ်မီးပဲလှော်တောင်လေးထည့်ပေးပြီဆိုလို့ရှိရင်တော့မီးဖွင့်ပြီးတော့မီးအေးအေးလေးနဲ့အမွှေးထောက်ပေးလိုက်မယ်။ ။ဒီအေးအေးလေးနဲ့အရသာနှံ့အောင်ဒီဖွင့်ထားပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုခဏဆူခိုင်းထားလိုက်မယ်။ခဏဆူခိုင်းထားပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့အဖြစ်ကျရောက်အောင်ဒီဆက်မှွေးထားပေးလိုက်မယ်။ကျွန်တော်ကတော့ဒီနေထောင်းမှာရလိုက်ပါတယ်။အေးခံထားပြီးတော့ဘူးလေးနဲ့ရေခဲသစ်တာထဲမှာထည့်သိမ်းမယ်ဆိုလို့ရှိရင်တော့တလောက်လောက်ထိထားခံပါတယ်ခင်ဗျာ။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။